Thank you. ုတ်ကဲ့ပါဆိုတော့တော်လှန်ရေးကာလကြာရှည်လာတာနဲ့အမျှကျွန်တော်တို့ပြည်သူတွေလူထုတွေမှာလည်းပဲစိတ်ပိုင်းဆိုင်ရာဒီပင်ပန်းနှဲ့မှုတွေပြည်စားဝတ်နေရေးဆိုင်ရာဒီအခက်အခဲတွေလည်းဟိုရှိလာတယ်ပေါ့နော်ဆိုတော့ရှေ့တန်းကနေပြီးတော့မှပြည်သူလူထုကိုဘလို့သတင်းစကားမျိုးဆက်မနေတဲ့ပါချင်ပါလေသူတို့ရဲ့ဒီပါဝင်ထောက်ဖို့ကူညီမှုတွေကရောတော်လှန်ရေးအတွက်ဘလောက်ထိဟိုအရေးပါတယ်ဆိုတဲ့အကြောင်းလေးကိုလည်းတပါးရရှင်းပြပေးစေချင်ပါတယ်ရှင့်ပြည်သူတွေလည်းဒီနှစ်ကြုံကားနဲ့ထဲရောက်လာပြီဆိုတော့အဆင်မပြေတော့ဆိုတာကျွန်တော်တို့သိတယ် ဒါပေမဲ့ကျွန်တော်တို့လည်းအဆင်မပြေပါအဲ့တော့ဘာကြောင့်လဲဆိုတဲ့ခါကျတော့တော်လန်ရေးကြီးကကြာစီလာတဲ့အမြကျွန်တော်တို့အသက်တွေကနေတိုင်းပေးနေရတယ်ကျွန်တော်တို့ဒီတင်မဟုတ်ဘူးမြို့ထဲမှာရှိနေတဲ့ပြည်သူတွေကိုလည်းကျွန်တော်တို့ကပြန်စိတ်မချရပဲမှာဘာဖြစ်လို့လဲဆိုတဲ့ခါကျတော့ဒီကောင်တွေက လေရင်နေနဲ့ကလေးသူငယ်လေးတို့ဒီစာသင်ကျောင်းလေးဖုန်းကြီးကျောင်းလေးတို့လိုက်ကျဲနေတဲ့အချိန်မှာပြည်သူတွေလည်းစိတ်မလုံခြုံဘဲနဲ့နေနေရတာဆိုတဲ့အခါကျတော့သူတို့လည်းစိတ်အဆင်ပြေကြမှာမဟုတ်ဘူးအဲ့တော့အဲ့ဒီအတွက်လည်းကျွန်တော်တို့ကတော်လှန်ရေးကိုမြန်မြန်ပြီးခြင်းတယ်ပြည်သူတွေကိုအားတင်းထားပါလို့ပြောခြင်းတယ်ကျွန်တော်တို့ PDF တွေကပြည်သူတွေအတွက်အသက်ပေးပြီးတိုက်ပွဲဝင်နေပါတယ်လို့များမကြမီအချိန်မှာကျွန်တော်တို့အောင်ပွဲနဲ့အတူလွတ်လပ်ပြီးတော့တရားမျှတတဲ့နိုင်ငံတော်ဖြစ်အောင်ကျွန်တော်တို့ပြည်သူတွေအတွက်ကို ပေါ်ဆောင်ပေးပါမယ်လို့လည်းပြောကြင်ပါတယ်။နောက်တစ်ခုကကျတော့ပြည်သူတွေရဲ့ထောက်ပို့မှုက မြန်မာ၅000ကဆက်စားကျွန်တော်တို့တန်ကြီးရှိတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဒီကျွန်တော်တို့စားနေတဲ့အရာဒီပြည်သူရဲ့ထမင်းကိုကျွန်တော်တို့စားနေရတယ်။ပြည်သူထောက်ပို့မှုတွေရဲ့အားတွေကိုစားရတဲ့အတွက်ကျွန်တော်တို့ဒီထမင်းစားမယ်ဆိုလို့ရှိရင်တော့မှပဲပြည်သူတွေကိုဒါအသက်အိုးအိမ်စီစဉ်ကိုကာဝယ်စောင့်ရှောက်ဖို့အတွက်ကိုကျွန်တော်တို့ဒီပြစဆိုပြီးမှကျွန်တော်တို့ထမင်းစားရပါတယ်။ပြည်သူတွေလှူတဲ့ငွေအမောက်ဒီ1000 2000 5000တောင်ကအစကျွန်တော်တို့တန်ကြီးရှိပါတယ်။ဥပမာမြန်မာငွေ1000ဆိုလို့ရှိရင်ကျွန်တော်တို့ဒီကြီးတစ်တောင်သူဒီမဟုတ် နှစ်တောင်ရလို့ရှိရင်ကျွန်တော်တို့စကားစတယောက်နှစ်ယောက်ကိုလည်းကျွန်တော်တို့တတ်နိုင်ပါတယ်လို့အဲဒါကြောင့်ပြည်သူတွေထောက်ပို့မှုတွေကကျွန်တော်တို့တော်လှန်ရေးသမားတွေအတွက်အသက်တမျှအရေးကြီးပါတယ်ကျွန်တော်တို့အသက်ပြီးတိုက်နေတာကလည်းပြည်သူတွေကိုတရားမျှတပြီးတော့လွတ်လပ်သော fair ဒီမိုကရေစီနိုင်ငံဖြစ်ဖို့အတွက်ကိုအသက်ပေးပြီးတိုက်ပွဲဝင်နေတာဖြစ်ပါတယ်ပြည်သူတွေကအတင်းထားပါပြောချင်ပါတယ်ရှင့်